ဒါပေမဲ့ကိုကအဲ့လိုတက်ပြီးတော့သူများတွေကိုကြားတော့သိရမလားသူများဒီနေတဲ့ live တွေမှာ nature နဲ့နေပြီး nature ထဲမှာဖွင့်ထားတဲ့ကြောင်းတွေပေါ်မှာကြားတော့လေပပဆက်ဆက်သိရမလားအနာကပြောက်တယ်လို့မျိုးပြောတဲ့သူတွေအတွက်ဒီကလေးတွေရဲ့အနာကပြောက်မယ်စောင့်ကြည့်လိုက်သူတို့တွေမှာလေတော်တာမှမော့လို့မင်္ဂလာပါရှင်လူတယောက်ကိုပြုသဘောကြံပေးပြောဆိုတာနဲ့အတင်းပြင်းပြောဆိုတာကမတူပါဘူးเนาะ ဒီနေ့ခင်မှာအတွေ့များလာရတာကတော့လူတွေကသူများအကြောင်းကိုသိချမသိပဲစင်ကျင်မဲ့ဝေဖန်ပြောဆိုကြပြီးအဲ့ဒီကနေအတင်းပြင်းဖြစ်ဆိုတာဖြစ်သွားတတ်ကြပါတယ်။အခုခေတ်စကားနဲ့ဆိုရင် blame တယ်ပေါ့ရှင်။ဒါလေးနဲ့ပတ်သက်ပြီးမိစေများကိုပုဒ်တအနေနဲ့မပူကြီးရဲ့တုံ့ပြန်ပြောဆိုတာလေးကိုဖော်ပြပေးခြင်းပါတယ်။အတူတူကြည့်လိုက်ကြရအောင်နော်။ဒီနေရာမှာရွေးချယ်ပြီးနေထိုင်တဲ့သူတွေဒီနေရာမှာရွေးချယ်ပြီးတော့ အဲចောင်းတက်တဲ့သူတွေဒီညမှာနေထိုင်ရွေးချယ်ပြီးတော့နေထိုင်တဲ့လူတွေရဲ့ဘဝတွေကစုပ်ပြတ်တတ်နေတာလို့စုပ်ပြတ်တတ်နေတယ်လို့ပြောတဲ့သူတွေဒီညမှာចောင်းထားလို့ကလေးတွေရဲ့အနာဂတ်ကမဖြစ်တယ်ညဖြစ်တယ်လို့ကြာယိုးမရှိအဲ့လိုမျိုးပြောတဲ့သူတွေကိုကြီးပြောစင်တာလေဒီရကလေးတွေအကုန်လုံး smart ဖြစ်တယ်ရကလေးတွေအကုန်လုံး smart ဖြစ်တယ်သူတို့လည်း smart ဖြစ်တယ်သူတို့လည်း smart ဖြစ်တယ်မျက်နှာတွေကိုကြည့်လိုက်အားငယ်နေတဲ့ရုပ်ရုပ်မှမပေါ်ဘူး ဟုတ်လေဟိုတည့်ရမလားအကောင်လုံးကတော့ကိုဝေးနဲ့ကိုကို life နဲ့ကိုရွေးချယ်ပြီးတော့နေထိုင်ကြတာပဲတည့်ရမလားအင်္ဂလိပ်ကျောင်းတွေတက်မှဟိုလိုတွေတက်မှဒီလိုတွေတက်မှအကောင်လုံးတက်လို့လည်းရတယ်ထားလို့လည်းရတယ်ကိုအတိုင်းထွာနဲ့ကိုကို mind နဲ့ကိုပဲဒါပေမဲ့ကိုကအဲ့လိုတက်ပြီးတော့သူများတွေကိုကြားတော့တည့်ရမလားသူများဒီနေတဲ့ life တွေမှာ nature နဲ့နေပြီး nature ထဲမှာဖွင့်ထားတဲ့ကျောင်းတွေပေါ်မှာကြားတော့လေပပဆက်ဆက်တည့်ရမလားအနာကပြောက်တယ်လို့မျိုးပြောတဲ့သူတွေအတွက်ဒီကလေးတွေရဲ့အနာကပြောက်မယ်စောင့်ကြည့်လိုက် တို့တွေမှလေတော်တာမှမှော့လို့ဆောက်လိုက်တာလည်းပြောအောင်နေနေတာတို့ဆရာဆရာမရင်းနဲ့လမ်းမှာမှဆန်ကေရက်ပြီးနှုတ်ဆက်တာကိုနင်ကတွေ့ရလေအကောင်လုံးကမိသားစုလိုပဲနွေ့နွေ့ထွေထွေပဲအကောင်လုံးကချစ်ချစ်ခင်ခင်ပဲဆိုတော့အဲ့ကလေးတွေရဲ့အနာဂတ်ကဘယ်ဘယ်အနာဂတ်ကိုတော့သူတောက်ဒီမှာထားတော့ဘာဖြစ်လဲသူတောက်ဒီမှာထားတော့ဒီမှာထားမယ်လို့စိတ်ကူးထားတော့ဘာဖြစ်လဲသူတအနာဂတ်ကဘာဖြစ်သွားမှာမဟုတ်လို့လဲအမိတ်ခေါ်နော်ထောက်ခံလိုက်မှာ ဟုတ်တယ်လေသူတို့လည်းသူတို့ထူးချွန်တဲ့အားတွေရှိတယ်။တနေ့ကြလို့ရှိရင်သူတို့လည်းသူတို့ပတ်ဝန်းကျင်နဲ့သူတို့ဒိုးဝါမဲ့သူတို့ရဲ့ပြန်တန်းသွားမဲ့အရာတွေရှိတယ်။အဲ့ဒါကိုကိုနဲ့နှိုင်းပြီးတော့တခြားလူတွေတခြားနေရာလူတွေတခြားနေရာမှာနေထိုင်နေတဲ့လူတွေအပေါ်မှာစုပ်ပြတ်တတ်နေတဲ့ဘဝမျိုးတွေကိုပြောတဲ့သူတွေအကုန်လုံးကိုပြောချင်တာဘယ်သူမှစုပ်ပြတ်တတ်မနေဘူးသူတို့လည်း ဒီမှာတဝါအိမ်လေးတွေနဲ့အများကြီးပဲเนาะနေကြတာဝါအိမ်လေးဘလောက်ကြီးကြီးလဲတိုင်းတိုင်းဒီလိုမျိုးဘယ်လိုစီးလဲအင်းတိုင်းတိုင်းသီးကြီးရယ်အင်းသူရဲ့စီးကြီးလားအင်းဒီလိုမျိုးစီးကြီးရယ်အင်းတိုင်းတိုင်းအိမ်တွေဝါအိမ်တွေကเนาะဘီလက်အိမ်ထက်စီးကြီးရယ်တဲ့ဒီမှာပြောပြမယ်နော်မင်းတို့ဘယ်မှာတက်လဲ။အော် sorry ။အင်းညအဲ့ဒီကိမို့ဘူး။ ဘီလက်မြေအိမ်ထဈေးကြီးရယ်အဲ့လိုမျိုးပြောရလားဒါဟုတ်လားမလားအဲဘာလို့အဲ့လိုတချို့ nature ထဲမှာနေတဲ့သူတွေကိုဘာလို့လေအဲ့လိုဟိုပို့ဆိုပတ်ဆက်လေသူတို့တခြားဘဝတွေနဲ့ရှင်ရှင်ပြီးတော့ဘာလို့ပေါင်းထုတာလဲဆိုတဲ့ဟာကိုပြောချင်တာသိရမလားဒီထဲမှာရှိနေတဲ့ကလေးတွေဒီထဲမှာရှိနေတဲ့သူတွေအကောင်လုံးကဘဝပြောင်းနေတဲ့သူတွေမဟုတ်ဘူးသူတို့ဘလို့နဲ့သူတို့သွားနေတာသူတို့မှာမိသားစုရှိတယ်သူတို့မှာပြောရှင်တယ်သူတို့မှာ nature ကြီးရှိတယ်ကလေးတွေပြောရတယ်အကောင်လုံးနေ တော်ကြုံအောင်ကြတို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့အခုချိန်ကြီးပြောနေတဲ့သူတွေကိုဒီကတော့ဒါအရှင်းဆုံးပြန်ပြောတယ်အကွာပဲ Oh no ကာကွာအရင်ပြည်စုံနေဆိုတော့တမတ်ချက်ရဲ့ပေါင်ထဲမှာမမြင်ပဲနဲ့ဒီလိုမျိုးလွတ်လွတ်လပ်လပ်နေတဲ့ကလေးတွေကြတော့ဟိုအနာဂတ်တွေမလှပဘူးလို့ထင်တဲ့သူတွေကိုပြောပြတာသူတို့အနာဂတ်တွေမှာသူတို့ဘာသူတို့လှပပြီးသားသူတို့လွတ်လပ်စွာပြန်တန်းနေရလွတ်လပ်တာမှပြောနေတာဟမ် လွတ်လပ်ချက်ပဲမိုင်းကလည်းလွတ်လပ်ချက်ပဲကိုနဲ့လည်းဘယ်လောက်ထိဒီဇိန်းနေနဲ့ဒီဇိန်းနေနဲ့ဘယ်လောက်ထိ friendly ဖြစ်လဲဆိုရင်ဒီရောက်ပြီးတော့အမိုက်ရောက်ပြီးဗနေရမှာတားနေခင်သွားနောက်နေ့မှာပဲခင်တော့မယ်နောက်နေ့မှာပဲခင်သွားတာသူတို့ကိုဟိုနှုတ်ဆက်ဖို့ဟိုဟိုပေါင်းသင်းဖို့လဲလေမရဲတရဲဖြစ်နေတာဘာတစ်ခုမှမရှိဘူးပင်လေရဲကိုလှတဲ့နေရာတွေဂျိုဂျိုဂျာဂျာအစားသူတို့ကိုခေါ်သွားတယ်ကိုသာကိုကကိုဆိုလို့ရှိရင်ဆိုင်ကယ်တစ်စီးနဲ့ကောင်းတဲ့လမ်းကိုပဲရွေးပြီးသွားမှာပဲလေ နော်တားကြောင်လန်ကမှဂျင်းစပွန်လွန်မောင်းရတယ်တတတတတိုးနေရအောင်ပြီးတော့မှ तू ကအမရဲ့ရောက်ရင်ရောက်ရင်ကြည်ရောက်ရင်ကြည်ဆိုတော့လာတယ်ဆိုတော့အ तू ခေါ်သွားလန်ကပြန်မှဂျင်းစပွန်လိုပဲတတတတတိုးနေရအဲရောက်လဲရောက်ကအာလာလိုက်တာဆိုပြီးတော့တည့်ရမလားအဲ့မှအသေးစော့အဲ့ဒါနေချပဲအဲ့ဒါနေချပဲ ဘွားအိမ်နဲ့နေလို့လည်းအထင်မသေးနဲ့ဆွတ်ဆက်ပြီးတော့အထင်သေးတဲ့ဟာတွေကိုလည်းလေထင်လာမသေးနဲ့ဒီကျုံးမှာဝိုင်းကဒီဗီလာအိမ်ဖက်စီးကြည့်ရဲ့တဲ့အဲသဘောပေါက်အဲ့ဒါဘာလို့လဲဆိုတော့အဲ့ nature တစ်ခုရဲ့ energy တစ်ခုကိုပေးနိုင်လို့စိတ်တစ်ခုကိုပေးနိုင်လို့ညသားလေးညခါညသားယူလေးဘူမီယော အကောင်လုံးအိမ်လာလဲတာလေသိရမလားသူတို့ဒီမှာလာတဲ့ဧည့်သည်နိုင်ငံသားတွေပုံမှာလဲသူတို့အဲသူတို့ဘလို့ပေါင်းသင်းဆက်ဆံရမလဲဆိုတာသူတို့သိတယ်အဲ့တော့အဲ့ကလေးတွေရဲ့အနာဂတ်အဲ့ကလေးတွေကဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့အဲ့အဲ့သူတောက်ကိုဒီမှာကြောင်းထားရင်မဲစေတနာနဲ့ပြောတာတော့မဟုတ်ပါဘူးဂီတို့ထဲ့ကျင်တာခနဲ့ကျင်တာသိရမလားဟိုလေဟိုနှိမ်ချကျင်တာရှုံးချကျင်တာတော့မှနေတယ်ဆိုပြီးတော့လေနှိမ်ချကျင်တာရှုံးချကျင်တာအဲ့ဟာတွေကဘာမှမပေါ့လကားပါဆိုတဲ့ဟာ ကိုကရေးမကြည့်ဘူးတံပိုးမရှိဘူးလို့ထင်ထားတဲ့အရာတွေမှန်သမျှအကုန်လုံးဟာလေအပြင်မှာစိတ်နဲ့စိတ်နဲ့နှလုံးသားနဲ့ဘဝတွေနဲ့ဆိုင်ပြီးတော့တံပိုးရှိတဲ့နေရာမှာနေနေတဲ့သူတွေအများကြီးပဲနေနေတဲ့သူတွေအများကြီးပဲနော်ဝိုင်းလေးမှာနေပြီးတော့စိတ်ချမ်းချမ်းသာသာနဲ့နော်နေနေတဲ့သူတွေလည်းအများကြီးပဲ အဲ့တော့ကလေးအနာဂတ်ကိုလာပြီးတော့ခနဲ့တလို့ရဲတလို့နဲ့တော်ထဲမှာနေလို့ပဲသူတားပြည့်မလားအနာဂတ်ပြောက်တလို့လို့အပေါင်းအသင်းမရှိတော့တလို့လို့အဲ့လိုမျိုးဂီတို့ဂီတို့တွေကိုချဲလဲပြောဆိုနေတဲ့သူတွေအကုန်လုံးလည်းကြည်ကြည်လိုက်ဂီတော်မှဒီလိုကလေးတွေ bright ဖြစ်တာမျိုးအပြင်မှာတိတ်မတွေ့ဘူးမျိုးပေါ်မှာလည်းမတွေ့ဘူးဥမာရုပ်ကိုကြည့်နော်အဲ့တော့ဘဝတွေထဲမှာနေချားမှရွေးချယ်တဲ့သူတွေနိုင်ငံသားတွေလည်းရှိတယ်နေချားထဲမှာနေပြီးတော့အလုံးလုံးတာ နေချားထဲမှာနေပြီးတစ်ပင်ပေါ်မှာနောက်နေ့ကျရင် live လွှင့်ပြီးတော့ပြအောင်မတစ်ပင်နဲ့တစ်ပင်နဲ့အဲ့တောအုပ်ထဲမှာစောက်ထားတဲ့အိမ်နေနေချားထဲမှာစောက်ထားတဲ့အိမ်နေဒီမှာရှိရဲ့အဲ့ချေအဲ့လူတွေကဒီမှာပတ်စံအကုန်ခံပြီးတော့လာပြီးတော့နေပြီးတော့သူတို့ရဲ့အဲ့ဒီဒီက energy တစ်ခုနဲ့နော် nature energy တစ်ခုနဲ့သူတို့ပုံဆွဲမလားသူတို့ create creating တစ်ခုခုလုပ်မလား art တစ်ခုခုဖန်တီးမလားအဲ့မှာဖန်တီးလို့ရတဲ့သူတွေကြီးပဲကျုပ်ကိုပေါင်းထုလို့ကျုပ်ကပြန်ပြောရအောင်နော်အဲ့ဒီမဟုတ်တော့က page တွေရော အဲ့နေသားထဲမှာနေပြီးတော့လေလိုက်တစ်ခုကိုကိုဘွားကိုဖန်တီးနေတဲ့သူတွေမှာအများကြီးပဲခမားတို့နဲ့ခမားတို့ပြောတဲ့သူတွေရဲ့မိုင်းနဲ့များဝေးကွာလိုက်တာမှပြောမနေနဲ့စိတ်ကောလူရောစကလုံးရောဝေးကွာတယ်အတွေးခေါ်လဲဝေးကွာတယ်အဲ့ကလေးနဲ့လဲခမားတို့နဲ့ဝေးကွာတယ်ဟုတ်တယ်အဲ့ဒါမှမဲ့ဒီမှာသူတောက်ထောက်ထားမယ်ဆိုလို့အနာကပြောက်တယ်လို့လာမပြောနဲ့ဒီကလေးတွေရဲ့အနာကကလေ freedom ဖန်တီးနိုင်စွာအကုန်လုံးရှိတယ် သူတို့ကန်တဲ့ဘောလုံးကလည်းသူတို့လက်ထဲမှာရှိတယ်သူတို့ခြေထောက်မှာရှိတယ်အဲ့ဟာကိုသူတို့အမြင့်ဆုံးရအောင်ဘယ်နိုင်ငံသားသွားမလဲသူတို့ဒီကနေပြီးတော့မွေးဖွားပြီးတော့သူတို့နေသွားလို့ရတယ်သူတို့ချုံနှောင်ထားတာဘာတစ်ခုမှမရှိဘူးလွတ်လပ်ချက်ပဲအင်္ဂလာလည်းတခိုးတရားမှမပါဘူးဘယ်သူမှလည်းခိုးမဲ့လို့မရှိဘူးအဲ့ဒါသူတို့ live ပဲသူတို့အနာဂတ်ဒီမှာစနေရပဲပြောပြတာတို့ကိုစောက်စောက်ပေါင်းအရန်ထုနဲ့စောက်စောက်နဲ့အရန်ကတ်လာပြီ သိရမလားကိုညီကိုလည်းဘာမှသွားပြောမနေနဲ့နော်ကိုညီကသူ့အက်နဲ့သူတော်မှမအားဘူးနေ့တိုင်းအကျုပ်ကိုလည်းလာပြီးတော့ဖောက်ဖောင်းအဲ့ဒီ page တွေနော်ရေမြဖတ်မရ page တွေကိုလည်းတခါလဲပြောတော့မယ်ကျုပ်ကိုလာပြီးဆောက်ဖောင်းမထူနဲ့ကိုဘွားကိုပြန်ထူနောက်တစ်ခုကအမြင်နဲ့ မြင်ပြီးတော့ခမားတို့ဘဝတွေပြည့်စုံပါစပြည့်စုံတယ်လို့ကိုကိုကိုတတ်မှတ်ထားတဲ့ဘဝတွေနဲ့ဒီနေချားတွေကလူတွေနေချားမှကျင်လည်တဲ့လူတွေဝိုင်းလေးနဲ့နေတဲ့သူတွေအကောင်လုံးကပြည့်ရမလားစုပ်ပြတ်တတ်နေတဲ့ဘဝတွေလို့လို့ရှင်ပြီးတော့လည်းမတွက်နဲ့ခမားတို့ကလေးတွေနဲ့လည်းမရှင်နဲ့သွားမဲ့ flow နဲ့သွားမဲ့ပြန်တမ်းမဲ့အတောင်မှန်ခြင်းကမတူဘူးတို့တွေလည်းမတူဘူးသူတောက်ဒီမှာလေလို့တနာလိုက်တာကလေးကတယောက်တည်းအမှကြည့်တိလား ကလေးကိုနိုင်ကျင့်မဲ့သူလည်းမရှိဘူးကျုပ်ကပေါင်းလာပြီးသားကလေးကြီးအကောင်လုံးနဲ့ကျုပ်သားကိုကျုပ်ကလေဘလို့ protect လုပ်အောင်လဲဆိုတော့ဟောအတွင်းကြကြပဲလေးလာတယ်သိလားအပြင်းမမဟုတ်ဘူးငါသားကငါဘလို့စောင့်ရှောက်အောင်လဲဆိုတော့သူများနိုင်ကျင့်လို့မရဘူးဆိုတာမြဲမြဲသဘောပေါက်တာသူတောက်သူများနိုင်ကျင့်လို့မရဘူးသူ့ပေါင်းသင်းနေရဆိုတော့ကျုပ်ပေါင်းသင်းနေပဲဖြစ်ရမယ်ကျုပ်သားကိုစောင့်ရှောက်တာပဲလို့ရှင်တယ်သိရမလား တခါတလေခလေးချင်းဖြစ်တာလောက်ကကိစ္စမရှိဘူးလီလုံးမခံဘူးအဲ့ဒါစောင်းလျှောက်တဲ့ဝေးပဲကိုစောင်းလျှောက်တဲ့ဝေးကကိုယ့်အကိုရှိပြီးသားကျုပ်ကို page ကြီးကနေပြီးတော့လေမအေးလေးပေါ်မှာလေတည့်ရမလားဟိုကဘာဖြစ်တယ်ဒီကဘာဖြစ်တယ်ဟိုကတော့လင်မရှိပဲနဲ့ခလေးမွေးတယ်တို့ဘာတို့လောကကြီးမှာလေ single mom ဆိုတာရှိရဲ့ဒီလားအဲ single mom ကယောက်ျားဆိုတာကိုမလိုချင်လုံးလုံးလို့ခလေးပဲလိုချင်လို့เนาะအလူခံပြီးတော့ကိုယ့်ဘာကိုဘိုက်ကြီးတဲ့ single mom ရှိတယ်ခလေးကိုစောင်းလျှောက်ခြင်းလို့ဒီလား အကြောင်းမျိုးမျိုးကြောင့်အိမ်တော်ရေးမှပြဿနာဖြစ်ပြီးတော့ single mom ရှိရသိရမလားအဲ့နော်နဲ့ဘာဆိုင်လို့လဲအဲ့ single mom နေ mom တွေအကုန်လုံးလိုက်ပြီးတော့ဗလိန်ပြီးတော့ share အ share ရလို့ရရလေကြောင်းဒီကလေးတွေရဲ့နော်အဟိုဟာပေါ်မှာသတင်းတွေနဲ့နော် share အ share ရလို့ရရရလေကြောင်းနင်တို့ page တွေကတင်နေတဲ့ဟာတွေဒီလားနင်တို့ကလေးတွေကိုလည်းပြောစရာမလိုဘူး single mom တွေကိုလည်းပြောစရာမလိုဘူးသူ့ဘာသူ့ အဲ့ဒီကလေးကိုပြုစုစောင်းလျှောက်ဖို့အတွက်ကိုသူခွန်အားနဲ့သူသူ့ဘာသူလင်းမယူပဲနဲ့မွေးလိုက်နင်တို့နဲ့မဆိုင်ဘူးတိလာနင်တို့အုံနှောင်းပြင်နင်တို့မျက်လုံးတွေနင်တို့ပါဇက်တွေနင်တို့နှလုံးသားတွေကိုလည်းခဏလောက်ဖွင့်အများအားအဲ့အဲ့ဒီလိုမျိုးဝေဖန်တိုက်ခိုက်မှုတွေနဲ့သူများဘဝတွေကိုနင်တို့အများအားနင်တို့နှလုံးသားတွေကိုပိတ်ထားတယ်မဟုတ်သားသမီးတွေကိုလည်းလာမပြောနဲ့မဟုတ်ကလေးတွေအကုန်လုံးကိုချစ်တယ်တိလာ ။ဘာလို့ပွားမှာငါတို့နေစလုံးနေတယ်ဒါပေမဲ့နှလုံးသားနဲ့နေတယ်။နှုတ်ပါးစက်တည်းနှလုံးသားမရှိဘူး။အုံနောက်တည်းလည်းနှလုံးသားမရှိဘူး။ရေးထလိုက်တာပဲပြောထလိုက်တာပဲ။အဲ့ကလေးရဲ့အနာဂတ်မှာအဲ့ဟာလေးတွေကသိရမလား။ဘယ်သူမှမခံကျင်ဘူးဘယ်သူမှမကြားကျင်ဘူး။အားလုံးကခက်ခဲတယ်။ကလေးမေတွေပိုဆိုးတယ်။စင်ကာမားမေတွေပိုဆိုးတယ်။မတငယ်ချင်းဆိုလို့ရှိရင်ဂျပန်ကသိရမလား။ဟိုဘာလဲစင်ကာမား single mom ဆိုတာယောက်ျားလည်းမရှိဘူးကြီးစားလည်းရလို့မဟုတ်ဘူးကလေးရဲ့အဲ့ဒီကလေးလိုချင်လို့အဲ့ဒါကိုနိုင်ငံသားမှာအတူခံလို့ရတယ်အဲ့ထဲရအောင်စေးစေးရုံမှာတွားပြီးတော့တရေထဲ့ပြီးတော့ကိုယ့်ဘာကိုလွယ်ပြီးတော့မွေးတာအဲ့ဒါကိုဂျပန်ကသူတို့သူ single mom ကိုလာတိုင်းเนาะထောက်ပံ့ပေးထားတယ်လာတိုင်းထောက်ပံ့ပေးထားတယ်အဲ့ကလေးအိုးစောင်းရှောက်နေတဲ့အချိန်တိုင်းအလုံးလုံးဆရာမလို့ဘူးအဲ့ကလေးကိုစောင်းရှောက်ဖို့ပဲပတ်စံပေးထားပြီးသားအဲ့ဒါ single mom အဲ့ဒီမာသားကိုဘယ်လောက်တန်ဖိုးထားလဲဆိုတဲ့ဟာကိုပြောပြတာသီလားမာသားကိုဘယ်လောက်တန်ဖိုးထားလဲဆိုတာပြောပြတာကလေးတယောက်ကြီးထွားပြီးတော့အဲ့ကလေးအနာဂတ်ကိုပြုစုပြောထောင်ပေးတဲ့လူဟာဘယ်လောက်အရေးကြီးလဲဆိုတာကိုပြောပြတာအဲ့တော့တောကျုံအောင်ကြားမှနေတယ်တောကျုံအောင်ကြားလို့တို့ပါဇက်ကလည်းလာမပြောနဲ့ဒါ nature ဘလောက်လှလဲဘလောက် peaceful ဖြစ်ပြီးဘလောက် enjoy လုပ်ဖို့ကောင်းလဲဘလောက်ကိုအတွေးခေါ်ကိုယ့်အကူစမ်းသစ်လို့ရလဲ ဒီထဲမှာကြီးပြင်းတဲ့ကလေးတွေတို့ లై လို့တော့မှီမှာမဟုတ်ဘူးရှင်းလားစိတ်နဲ့စိတ်တက်နဲ့ရှင် లై လို့မမီပဲကလေးတွေကိုဟုတ်တယ်မလားရုပ်တွေကိုလည်းကြည့်အောင်ဟမ်အေးလေအဲတွေ့သွားမယ်တဲ့တိလာတော့ခုအောင်ကြမ်းမှာရှူခင်းတွေကိုပေးရှူလိုက်တဲ့တွေ့သွားမယ်တဲ့အခုလာတာ၁၀ရက်၁၁ရက်မှတော်ဝဲလို့တော်တော်နာနေပြန် ်တယောက်တော့ဘလို့မှနားမလဲနားလည်းနားထောင်နေငါဘာပြောနေလဲ intel ဆန်တာဘာပြောရလဲမသိဘူးအဲ့လိုပြောတာလားမဟုတ်ဘူးလေဟိုမှာရေးပြောတာမောင်တော်ဘိုင်ဘိုင်ဘိုင်ကျုပ်ကလည်းလာမဖဲနဲ့နော်ပြောထားမယ် ကျုပ်ဘူးအောင်မစိတ်မှန်သာကို live ကိုကိုပေါင်းကိုချပြတာပဲရှိရဲ့ဆက်ပြီးတော့လည်းချပြအောင်ပါဘိုးဆိုးပတ်ဆက်လည်းချပြအောင်ပါဆမိတ်ကလေးကိုချပြမှာကဲဒါလေးကိုကြည့်ပြီးမိတ်ဆွေတို့ကရောဘယ်လိုခံစားမိပါသလဲကိုမက်မှာရေးပေးသွားကြပါအောင်เนาะနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะ